င်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ professional ပြီးသားသူတွေမှာတွေ့ရတတ်တဲ့အမူအကျင့်၈ခုဆိုတဲ့အကြောင်းအရာလေးကိုနောက်ပြီးပြောပါရစေ professional ဆိုတာကအတမွေးဝမ်းကြောင်းအတတ်ပညာတစ်ခုခုကိုကျွမ်းကျင်ပိုင်နိုင်သူလို့အခြေခံနားလည်လို့ရပါတယ်ဒါပေမဲ့စစ်မှန်တဲ့ professional တွေလိုက်နာလေးရှိတဲ့အလေးကျင့်တွေကျင့်ဝတ်ဆိုတဲ့အသည့်ပေါ့နော်ဒီလိုကိစ္စတွေရှိရပေါ့နော်အဲ့ဒီတဲ့ကအချက်တချို့ကတော့တကယ်ကျွမ်းကျင်ပိုင်နိုင်တယ် ပရော်ဖက်ရှင်နယ်တွေဟာသူ့လုပ်သူကျွမ်းကျင်ကြတယ်ကွန်တက်မဲ့ရေးရေးဒီဇိုင်းမဲ့ဆွဲဆွဲဘာပဲလုပ်လို့ပေါ့နော်ကိုယ့်ရဲ့ဒီပရော်ဖက်ရှင်နယ်ကိုပိုင်နိုင်တယ်သင်သက်ဆိုင်ရာကျွမ်းကျင်မှုကိုလည်းမြင့်တင်ဖို့အတွက်လည်းစဉ်ဆက်မပြတ်လေ့လာမှုကိုလုပ်လို့ရှိကြတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့အကောင်းဆုံးလုပ်တယ်ကိုလုပ်တဲ့လုပ်ကိုအကောင်းဆုံးဖြစ်တဲ့အထိလုပ်တတ်ကြတယ်ငွေကြေးဘယ်လောက်ရမှာဆိုတာထက်ဒီကိုလုတ်တဲ့အရာတစ်ခုကိုဖန်တီးလိုက်တဲ့အရာတစ်ခုကိုအည်သွေးအမြင့်ဆုံးဖြစ်ဖို့အထူးကြိုးစားကြတယ် သူ့ရဲ့ဖန်တီးမှုကိုသူတတတဖြစ်နေတကြပြီးတော့အဲလိုအပ်ချက်တွေတွေ့ရင်လည်းပြင်ဖို့ဒီဝင်မလေးတကြောက်ပေါ့နော်ဒီအလေးထားကပဲ professional တွေကိုထိတ်တန်းရောက်စေတာဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ကယူသားကြတယ်ဘယ်နေရာဘယ်လဲမှမစိုးယူသားမှုကအရေးကြီးပါတယ်ဘာပဲလုပ်လို့ပွင့်လင်းမြင်သာစွာလောက်ကန်ဆောင်ရွက်တာက professional တွေမှာတွေ့ရတဲ့ဇာတ်တခုပါဒါပေမဲ့သူတို့က transparency နဲ့ဒီ confidence နဲ့ကိုတော့ ခွဲခြားသေးတယ်။ကိုယ့်လို့ကိုယ့်ရဲ့ကိုယ့်ရဲ့ client ရဲ့တရင်ချက်လက်တွေကိုမလိုအပ်ဘဲနဲ့ share တာမျိုးကအစသတိထားလေးရှိတယ်။နောက်တစ်ချက်ကအချိန်လေးစားတယ်။ professional တွေကအချိန်တိကျမှုကိုသိပြီးတော့တန်ဖိုးထားကြတယ်။ဒီရုံးချိန်ပဲဖြစ်ဖြစ်ဒီ meeting ချိန်ပဲဖြစ်ဖြစ်ပေါ့နော်။အလုပ် deadline ဖြစ်စေတက်မှတ်ချိန်ထက်နောက်နောက်မကြဖို့ယူဆိုင်လေးရှိတယ်။ကားကျက်တဲ့ပြဿနာရှိတယ်ဆိုရင်တောင်မှအချိန်ကိုတွက်ချက်ပြီးမှ ဒီစောရောက်အောင်သွားလိရှိတယ်။တမတ်ချိန်ထက်နောက်ကျတဲ့အခါမှာဂျားသူတွေတမကအတင်ကိုယ်တိုင်ကလည်းစိတ်နောက်ရှက်ဖြစ်မှာမျိုးသူတို့ကဒီမလိုလားဘောနော်။နောက်တစ်ချက်ကကြတော့ဒီတခြားသူတွေရဲ့အတန်ကိုနားထောင်နေတဲ့ဒီ professional တွေကကိုယ်ပိုင်အမြင်ရှိပေမဲ့လောဘကံဘက်တွေရဲ့ဒီအတန်တွေသဘောထားမြင်တွေကိုလည်းနားထောင်ဖို့ဝင်မလေးတဲ့ ဝင်မလေးတတ်ကြဘူးပေါ့နော်လူတိုင်းမှာ အာသာချက်တွေရှိတယ်ဆိုတာကိုကောင်းကောင်းသဘောပေါက်ကြပါတယ်သူတစ်ဖြင့် team နဲ့လုပ်ရတဲ့အလုပ်တွေမျိုးပါဆိုရင်လည်းဖွဲ့သားတစ်ယောက်ချင်းစီရဲ့အရေးပါမှုကိုတံမိုးထားကြတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့တာဝန်ယူမှုတာဝန်ခံမှုရှိကြတယ်ကိုတာဝန်ယူထားတဲ့အလုပ်နဲ့ပတ်သက်လို့တာဝန်ယူမှုတာဝန်ခံမှုရှိတာကအစ်မတ်နဲ့ professional ရဲ့အမူအကျင့်တစ်ခုဖြစ်တယ်ပေါ့နော်ဒီအလုပ်တွေ့ ဒီ deadline အမိမပြီးတာပဲဖြစ်ဖြစ်အမားဝင်ဖြစ်လို့ပဲဖြစ်ဖြစ် နောက်ဆက်တွဲပြဿနာတွေကိုတာဝန်ယူဖြေရှင်းဖို့အမြဲတမ်းအစဉ်အသင့်ရှိကြတယ်ပေါ့အဲကိုကိုကို professional လို့ခံယူလိုက်ပြီးဆိုကြတဲ့ကတာဝန်ယူမှုတာဝန်ခံမှုဒါကပေါ့နော်အလိုလိုကပ်ပါလာပြီးသားဖြစ်ကြတယ်ပေါ့နော်နောက်ဆုံးချက်ကကြတော့မားရင်တောင်းမှန်တယ်ကို့နယ်ပယ်မှာဘလောက်ပဲကျွမ်းကျင်သည်ဖြစ်စေလူဆိုတာအမားကတော့ရှိတတ်ကြတယ်ပေါ့နော် professional တွေကအမားလုံးဝရင်ဖြစ်စေ လိုအပ်ချက်တစ်ခုခုရှိရင်ဖြစ်စေတောင်းပန်ဖို့ဝင်မလေးတတ်ကြဘူးပေါ့နော်။အဲဒါပေမဲ့သူတို့ကတူညီတဲ့အမားမျိုးကိုထက်ခါထက်ခါမလုပ်မိဖို့လေကြိုးစားလို့ရှိကြတယ်ပေါ့နော်။အဲဒါကတော့ဒီ professional ပိသားသူတွေမှာတွေ့ရတဲ့အမှုကြီးစစ်ခုကိုမျှဝေခြင်းဖြစ်ပါတယ်။ဒါကတော့ဆရာရင်းဆိုရလက်ရပါကိုယ်တိုင်လည်းစနေရအောင်ねကျွန်တော်ရဲ့ audience တွေကိုလည်း professional ပိသားသူရဲ့ဆရာလက္ခဏာတွေကဘယ်လိုမျိုးရှိကိုရောဒီဆက်မှာ batch တွေနဲ့အန်တိုက်တယ်ဗာလီနဲ့လွယ်နေလေ သိရတာပေါ့နော်ဒါလေးဝင်များကြီးဖြစ်ပါတယ်โอเคပါဒီနေ့တော့ဒီလောက်ပါပဲလေဆွေတင်မိချက်ကိုလည်းကောင်းမွန်မှာမှတ်ချက်ရေးသွားနိုင်တယ်နောက်နေ့အင်းများမှာလည်းပေါ့နော်ကောင်းမွန်တဲ့အရာလေးတွေကိုပြန်လေးရှင်းပြလာခဲ့ပါဦးဒီနေ့တော့ဒီလောက်ပါအဆုံးကြီးရှိပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ